မိတ်ဆွေများအားလုံးမင်္ဂလာပါအခုကျွန်တော်တို့သုတေသ6ပိုးမျိုးသားတမရ PNA အနေနဲ့လှုပ်ရှားနေတဲ့ဆောင်ရွက်မှုအချို့ကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့အခုကျွန်တော်တို့ပိုးမျိုးသားတမရ PNA အနေနဲ့ဒီအစိမ့်စစ်ပညာသင်တန်းတက်ရောက်အောင်မြင်ပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ပိုးဒေသမှာရှိနေတဲ့အဖြတ်သမားတွေဝင်ရောက်နေရာယူထားတဲ့နေရာတွေကို ဟိုနေမြေချင်းလေးကိစ္စတွေဆောင်ရွက်နေတာဖြစ်ပါတယ်အဲ့ဒီနေရာတွေကတော့ဘယ်နေရာမှာလဲဆိုရင်ကျွန်တော်ငောင်ချွေမြို့နယ်တောင်ဝဲချမ်းမှာရှိတဲ့ဆံကားကြောက်အုပ်စုပင်အာဒီဘန်းပင်ကြောက်အုပ်စုအဲ့ဒီဖက်တဲ့ချမ်းနေမှာနေမြေချင်းလေးကိစ္စတွေဆောင်ရွက်နေတာဖြစ်ပါတယ်အဲ့တော့ဘာကြောင့်ကျွန်တော်တို့ဒီကိစ္စတွေဆောင်ရွက်နေရတာလဲဆိုလို့ချင်းဒီအဖြတ်သမားတွေကအဲ့ဒီဆံကားကြောက်အုပ်စုဖက်မှာရောပြီးရင်ဘန်းပင်ကြောက်အုပ်စု တောင်မဲ့ချမ်းနေမှာရောသူတို့ဝင်ရောက်နေရာယူထားတာ၄-၅နေလောက်ရှိသွားပြီ။နော်၄-၅နေလောက်ရှိသွားပြီ။ပြီးရင်သူတို့နေတဲ့ကာလပတ်လုံးမှာဆိုလို့ရှိရင်ပြည်သူလူထုတွေကဘာမှလုပ်လို့မရဘူး။နော်စီးပွားရေးလုပ်လို့မရဘူး၊ပညာရေးလုပ်လို့မရဘူး၊ဘာသာရေး၊ကျမ်းမာရေးလူမှုရေးစတဲ့လူရဲ့တဘာဝလူတဘာဝရဲ့ရေးပေါင်းစုံတွေကိုဘာမှလှုပ်ရှားလို့မရတိုးတက်အောင်မြင်မှုဆိုတာဝေးနော်တချို့ဆိုလို့ချင်းအိုးပြက်အိမ်ပြက်တချို့ဆိုရင်မိသားစုတွေမစုံနိုင်တော့ဘူးအဲ့လောက်အထိ ပြည်သူလူထုတွေခံစားနေရတယ်เนาะအဲ့တော့ကျွန်တော်တို့သူတွေသား6နေမြေထဲမှာလည်းဖြစ်တယ်နောက်ပြီးကြတော့ဒီပြည်သူလူထုတို့ကရောက်နေတာလေပိုးရိုးသားတမတော်ပြည်နေအနေနဲ့ကလက်ပိုက်ကြည့်နေလို့မရအဲ့တော့ပြည်သူလူထုတွေရဲ့တောင်းဆိုမှုပြည်သူလူထုတွေရဲ့လိုအပ်ချက်အရာเนาะအခုဆိုလို့ချင်းမိုးလဲကျလာပြီဖြစ်တဲ့အတွက်ကြောင့်မလို့စိုက်ပျိုးချိန်ရောက်လာပြီအဲ့တော့ဒီ၄နှစ်၅နှစ်အတောအတွင်းမှာစိုက်ပျိုးတိနာနေ မဆောင်ရွက်တဲ့မဆောင်ရွက်ရတဲ့အတွက်ကြောင့်မနော်မဆိုင်ပြိုးရတဲ့အတွက်ကြောင့်မို့လို့ပြည်သူလူထုတွေလည်းဒုက္ခရောက်နေပြီနော်အဲ့တော့ဒီနှစ်ကတော့ပြည်သူလူထုတွေအမြန်ဆုံးကိုယ့်ရဲ့ရက်ရွာကိုယ့်ရဲ့ဒေတာနော်ဥမာထီခိုးကြီးရွာတို့ပြင်ထီဒီညောင်လေးပြင်ကြီးရွာတို့ပြင်အာတောင်ပုတ်ကွဲကြီးရွာတို့ပြင်ကြောက်လေးကြောက်ကျွဲအဲ့ဒီမှာရှိတဲ့တကြောလုံးပေါ့လေတကြောလုံးအဲ့ဒီမှာရှိတဲ့ပြည်သူလူထုတွေကိုယ့်ရဲ့ကိုယ့်ရဲ့ကိုယ့်ဒေတာပြန်နေနိုင်ဖို့အတွက် နော်အဲ့ဒါပိုးပြန်တာတမတော် PNA နဲ့နိုင်ငံတော်ပူးပေါင်းပြီးတော့မှနေနေချင်းလင်းကိစ္စတွေဆောင်ရွက်နေတာဖြစ်ပါတယ်ကျွန်တော်တို့အဆင်ပြေအဆင်ပြေငါတင်တန်းနေတက်ရောက်ပြီးတော့မှစိတ်သိကြွနေတာမဟုတ်ဘူးနော်ကိုယ့်ရဲ့ပြည်သူလူထုကိုယ့်ရဲ့ဒေသမှာရှိနေတဲ့ပြည်သူလူထုတွေတည်ငင်အေးချအောင်ပြီးရင်စီးပွားရေးကျန်းမာရေးလူမှုရေးဘာသာရေးစတဲ့အရေးပေါင်းစုံတွေကိုတခြားနယ်တခြားပြည်နယ်တခြားတိုင်းဒေသကြီးတွေနဲ့ထပ်တူ ။ဆောင်ရွက်သွားလာနိုင်အောင်လုံခြုံရေးကိစ္စဒါတွေကိုဆောင်ရွက်နေရှင်းတာဖြစ်ပါလေ။သူစပါးရဲ့နေမြေကိုသွားကျူးကျော်တိုက်ခိုက်တယ်လည်းမဟုတ်ဘူး။နော်။ကိုယ့်ရဲ့နေမြေတည်ငြိမ်အချမ်းရေးနဲ့ပြည်သူလူထုဖွံ့ဖြိုးတိုးတက်အောင်။ဒါင်လွတ်လပ်စွာစီးပွားရေးကြမှာရေးလူမှုရေးဘာသာရေးစတဲ့အရေးတွေကိုဆောင်ရွက်လို့ရအောင်။နေဆက်မှာရှိနေတဲ့ကျွန်တော်ရဲ့နေမြေလုံနေမြေတည်ငြိမ်အချမ်းရေးကိစ္စဒါတွေကိုဆောင်ရွက်နေတာဖြစ်ပါလေ။အကယ်လို့ဒီ အကြက်ဘက်ကောင်းချမ်းသူတွေအဖြတ်သမားတွေမရှိဘူးဆိုရင်ကျွန်တော်တို့ကတိုက်ဆံလည်းမရှိဘူးကိုပြည်သူလူထုကိုဂါကွယ်ပေးရုံပဲရှိတယ်တိုက်ဖို့မရှိဘူးအခုကမဟုတ်ဘူးကျွန်တော်တို့ပြည်သူလူထုတွေဒုက္ခရောက်တယ်အဲ့တော့ပြည်သူလူထုတွေရဲ့လိုအပ်ချက်အရာလည်းဖြစ်တယ်ပြည်သူလူထုတွေရဲ့တောင်းဆိုမှုကြောင့်လည်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့အခုလိုမျိုးတိုက်ပွဲတွေတိုက်နေရတယ်ဆိုတာခုနကျွန်တော်ပြောခဲ့တဲ့လိုမျိုးပဲကျွန်တော်တို့ကစိတ်သွေးကြွလို့မဟုတ်ဘူးเนาะကျွန်တော်တို့အထုဒိတာ6နေမြေထဲမှာဆိုလို့ချင်းတိုင်းသားပေါင်းစုံနေထိုင်တယ် เนาะชั้นရှိတယ်ဘာမှရှိတယ်ကရားရှိတယ်အများကြီးပေါ့เนาะဓနုတောင်းအများကြီးပဲကျွန်တော်တို့တိုင်းသားတွေစီလုံးငင်ညွတ်စွာနေထိုင်နေတယ်เนาะအတူတူဒါကြောင့်နေမြေထဲမှာတိုင်းသားပေါင်းစုံနေထိုင်ပြီးတော့မှာအချင်းချင်းလဲခွဲခြားဆက်ဆံတာမရှိဘူးအားလုံးကတပြေးညီပဲအားလုံးကဒါသူညီမြစွာတွာလာလှုပ်ရှားရောင်းဝဲဖောက်ကားနေကြတယ်တိုက်ပွဲမလို့ချင် เนาะကျွန်တော်တို့ဒီချမ်းကောင်မှာတည်ငင်အေးချမ်းလို့ပဲချမ်းမြောက်မှာတချင်တော့ငါတိုက်ပွဲတွေဖြစ်ပွားခဲ့လို့လာရောက်ခိုးလို့နားလဲမနေဘူးကြရားပြင်းကြရားပြင်းနေမှာလဲအဲ့လိုမျိုးပဲတိုက်ပွဲတွေဖြစ်ပွားလို့လာရောက်ခိုးလို့အခုချိန်ထိမပြန်သေးတဲ့လူလည်းရှိတယ်เนาะအဲ့တော့ခုနကျွန်တော်စကားပြတ်ဆက်ရမယ်ဆိုလို့ရှင်အခုတိုက်ပွဲတွေဖြစ်ပွားနေတဲ့စံကားကြောက်စုဖက်မှာရောဗန်းပင်ကြောက်စုဖက်မှာရော ကျွန်တော်တို့ကစိတ်တွေးကြွားတာမဟုတ်ဘူးအဖြတ်သမားတွေကအဲ့ဒီနေရာမှာ၄နှစ်၅နှစ်ဝင်ရောက်စခန်းချပြီးနေထိုင်တယ်အဲ့ဒီမှာပြည်သူလူထုတွေရဲ့ပစ္စည်းဥစ္စာမှန်တမြအကုန်လုံးယူတယ်သုံးတယ်နော်အဲ့တော့ပြည်သူလူထုတွေကသွားလို့လည်းမရလာလို့လည်းမရသူတို့ပေးတဲ့ဒုက္ခတွေခါးစည်းခံနေရတယ်အားကြောင့်မို့လို့ပြည်သူလူထုတွေရဲ့တောင်းဆိုမှု အရာရောပြည်သူလူထုတွေရဲ့လိုအပ်ချက်အရာရောပြီးရင်ကျွန်တော်တို့အထူးဒေသကြောင့်နေမြင်တည်ငင် HIV အရာကောအခုလက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်အဲ့တော့လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲကတော့သူများရဲ့နေမြင်ကျူးကျော်တာမဟုတ်သလိုကျွန်တော်တို့ရဲ့ပြည်သူလူထုနဲ့ကျွန်တော်တို့နေမြင်တည်ငင် HIV အတွက်သာဆောင်ရွက်နေခြင်းဖြစ်တယ်ဆိုတာကျွန်တော်တင်ပြတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်